နောက်ထပ်ဝိညာဉ်တစ်ခုထွက်သွားပြန်ပြီးဆိုပြီးတော့အာတာကတူတူလေးရေရွတ်ကတုတ်တန်ရဲ့ရှည်လျားလာတဲ့စင်းကြံတလျှောက်တတ်ထုပြီးတန်စင်လေးကိုတွန်းတွားခဲ့ပါရင်းမိန်ဖြော်တဲ့အလင်းရောင်ကြောင့်မနေလင်းနေခဲ့တဲ့မိခိုးရောင်နေရနေမှာဘီးဝေရဲ့တကြင်ကျင်းမိတန်ကပဲ့တင်ထပ်နေခဲ့ပြီးတော့ဒီတိတ်ဆိတ်မှုအထက်မှာအတန်ကတိုးတိတ်စွာပြန်လာခဲ့ပါရင်းမိတဆင်အပေါ်မှာဆိုရင်မာတာစေပါလို့ခေါ်တဲ့အမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းပါတဲ့တစ်တာခေါင်းတလားအသေးလေးတစ်ခုတင်ထားပါရင်း သူမကအသက်66နှစ်ရှိပြီဖြစ်ပြီးဇွဲစတန်တဲ့အရာသူမဟာရုတ်တရက်နှလုံးဖောက်လို့တည်ဆုံသွားတာလို့ဆိုပါရင်ဇွဲစတန်တဲ့ကိုနာယီကူရီမှုအတင်းကလှုပ်ပေးထားတာဖြစ်ပြီးတော့အရာအလုံးဟာပုံမှန်အတိုင်းပဲရိုးရှင်းပုံရပါရင်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအာသာတယောက်ဘဝင်မကြဖြစ်နေရပါရင်ဆွေမျိုးတားရှင်တယောက်ကတော့မှမလာပါဘူးဖန်တပွင့်တော့မပါပါဘူးနောက်ဆုံးနှုတ်ဆက်တဲ့အကြည့်လေးတော့မရှိပါဘူးမြသောအဖြစ်အနည်းဆုံးတော့သူ့ပဲဖြစ်ဖြစ်အိန်းနီရှင်ဖြစ်ဖြစ်ဝေးခွာတဲ့မိတ်ဆွေတယောက်ဖြစ်ဖြစ်လာတတ်ကြပါရည် ဒီနေရာမှာဆိုတော့လူတားတို့ရဲ့ပအဝင်ပတ်သက်မှုလုံးဝမရှိသလောက်ပါသူတို့ဟာသူမကိုအမြင်ဆိုမေးပြရှင်နေတဲ့ပုံရပါတယ်ဇိုင်းမုတ်ပေါ်ကနမေတော်အလင်းစလို့ရိုက်ထားသလိုမျိုးမငီမငါဖြစ်နေကြပါတယ်အာတာဟာထုံးစံအတိုင်းခေါင်းတလားကတထုလက်ကန်လေးကိုဖြုတ်ဖို့အတွက်လုံနေတော့မှာပဲမိတကြိုဖို့တားမြစ်ထားတဲ့ပစ္စည်းတွေပါမပါဆစ်ဆီဖို့အဖုံးကိုဖွင့်နိုင်ပါတယ်သူ့ရဲ့အကြည့်တွေကအမတားရဲ့မျက်နှာအပေါ်မှာတည်ရှိနေပါတယ်သူမဟာအိပ်ပျော်နေတဲ့ပုံရပါတယ်ပါပြင်မှာနှီးရတဲ့ အတွေ့အကြုံတွေရှိနေခဲ့ပြီးအသားရေကလည်းအယောင်မပြတ်သေးပါဘူး။အာသာတရားသူ့ရဲ့အမေကိုပြန်တရိယာပြီးတော့ကြက်သီးထထွားခဲ့ပါရင်တက်ပြင်းချရင်လည်းသူမရဲ့လက်ကိုပြန်ပြင်ပေးလိုက်ပြီးတော့ကပတ်အောင်နာလေးမှာဖောင်းနေတဲ့အရာတစ်ခုကိုတတိထားမိသွားခဲ့ပါရင်သူကအဝတ်စားရဲ့အနားစားကိုဆွဲထုတ်ကြည့်လိုက်တော့တတိတတခောက်ထားတဲ့ဇွဲသူရဲ့ထွက်လာခဲ့ပါရင်သူ့နှလုံးခုန်နှုန်းတွေကလည်းမြန်လာခဲ့ပါပြီ။ဒါကမတ်စုတစ်ခုဖြစ်နေခဲ့တာပါ။အဲ့ဒီဇွဲပေါ်မှာတုံရင်ပြီးတော့အယောင်မိန်နေခဲ့တဲ့လက်ရည်နဲ့ ယေရှုပြုပြီးတော့ကျွန်မကိုမီးမရှို့ပါနဲ့လို့ရေးသားထားပါရီအာသာတယောက်ဘာပြောမှန်းတော့မတိတော့ပါဘူးသူကအမများဖတ်မိတလားလို့မျောလင့်ပြီးတော့အဲ့ဒီစာသားကိုအကျိန်ပေါင်းများစွာပြန်ဖတ်ခဲ့ပါရီဒါပေမဲ့ဆက်ကလုံးတွေကသူ့ရဲ့အရှိမထထင်ရှားရှိနေခဲ့ပါရီသူ့ရဲ့လက်ချောင်းတွေတုံနေခဲ့ပါပြီသူ့ရုပ်အလောင်းကိုကြည့်လိုက်ပါရီပြီးတော့ဇွဲကိုပြန်ကြည့်ပါရီရုပ်တရက်သူကအမျိုးသမီးရဲ့လက်တစ်ဖက်ဟာတူထားခဲ့တဲ့အနေအထားအတိုင်းမဟုတ်ဘူးဆိုတော့သတိထားလိုက်မိပါရီအာသာကသူ့မရဲ့လက်ကောက်ဘုတ်ကိုလမ်းကင်ပြီးတော့သွေးခုန်လုံးကိုစမ်းကြည့်လိုက်ပါရီ သူကြောက်လန့်တဲ့ကြောင့်អော်လိုက်ပြီးချက်ချင်းပဲအဖုံးကိုပြန်ပေးပါရီသူဟာအသက်ရှင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုမိတကြိုဆက်တဲ့ထဲလို့နေပါဖြစ်သွားခဲ့ပါရီဖုန်းကိုဆွဲယူပြီးတော့အရေးပေါ်နံပါတ်ကိုခေါ်ဖို့စူးစမ်းပေမဲ့အဲ့ဒီအချိန်မှာဖုန်းလိုင်းကမိမနေခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်တုတ်တန်ရဲ့ကွန်ကရစ်နေရာတွေကြောင့်ဖြစ်ပါရီသူကခြံထဲကိုထွက်သွားဖို့လိုပါရီသူအပြင်ကိုပြေးထွက်သွားတော့မှတခါမှကြီးကိုတောက်လျှောက်ခောက်နေတဲ့အတန်ကိုလည်းကြားလိုက်ရပါရီအဲ့ဒီမှာဆိုရင်လူငယ်တယောက်ရက်နေခဲ့တာပါ။ဂျေဆုပြုတ်ပြီးပြောပါအောင် မာတာစီပါကိုမိတကျူပြီးပြီလားဒါကကျွန်တော်ရဲ့အမေပါဆိုပြီးသူကအော်ပြောနေခဲ့တာပါအာတာတယောက်ကလည်းကြောက်လန့်တဲ့ကြားနဲ့တောင့်ခဲသွားခဲ့ပါရင်ခမ ्या ကဘယ်တူလဲလို့ပြန်မိခဲ့ပါရင်ခြေတင်ခြေတင်စီပါပါလို့အဲ့ဒီကောင်လေးကပြန်ပြေပါရင်ကျွန်တော်ကသူမရဲ့သားပါပဲသူမရှိသေးတလားလို့လူငယ်လေးရဲ့အတန်ကတုံရင်စွာနဲ့အာတာကိုမေးလိုက်ပါရင်အာတာကချက်ချင်းမယုံကြည်သေးပါဘူးဇွဲစတဲ့နေမှာဆွေမျိုးတားရှင်းမရှိဘူးလို့ဖော်ပြထားတာပါဒါပေမဲ့ခြေတင်မှာသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပါရင် အဲ့ဒီမျက်လုံးအထဲမှာဆိုရင်စိတ်ပြအားငယ်မှုရဲ့အပြစ်ပါစပက်ကိုတွေးခဲ့သလားဆိုပြီးတော့သူဟာတိုးတိုးလေးမေးလိုက်ပါ ರೀ ဒီစကားကြောင့်ပဲနောက်ဆုံးတော့အာသာယုံကြည်သွားခဲ့ပါပြီသူဘာမှမပြောဘဲခြေရင်းရဲ့လက်ကိုဆွဲပြီးတော့ရုပ်အလောင်းထားခဲ့တဲ့အခန်းစီပြန်ခေါ်တော့ပါ ರೀ မာတာကတော့လှုပ်ရှားနေခဲ့ပါပြီခြေရင်းကခေါင်းသလားစီကိုအပြေးသွားလိုက်ပြီးတော့ဒူးထောက်ထိန်ချလိုက်ကအမေအမေအမေအသက်ရှင်နေသေးတာပဲလို့တိုးတိုးလေးပြောလိုက်ပါ ರೀ အဲ့ဒီနောက်သူမကကြေးတင်ငါဘယ်များရောက်နေတာလဲလို့မသားဟာတော်တော်လေးမေးလိုက်ပြီးသူမရဲ့မျက်လုံးတွေကဝေဝါးနေပေမဲ့မျက်နှာမှာမတ်မိတဲ့အရေးအယောင်တွေပေါ်လာခဲ့ပါရင်အာသာကဒါကိုအံ့ဩတကြီးနဲ့ငေးကြည့်နေမိပါရင် သူဟာဒီနေရာမှာဘာဝင်များဖြစ်ပျက်ခဲ့တာလဲဆိုပြီးအံ့ဩနေခဲ့တာပါဒီဖြစ်ပျက်ခဲ့တဲ့အရာတွေကကံကြမ္မာတစ်ခုတည်းတည်းမဟုတ်ပဲနဲ့ဒီထက်ပိုပြီး nation နဲ့အရာတစ်ခုရှိနေတယ်ဆိုတာသဘောပေါက်ခဲ့ပါရင်ဒါပေမဲ့ဒီအကြောင်းကိုတဲရောက်တိသွားမယ်ဆိုရင်သူ့အနေနဲ့အလုံးဖြုတ်ခံရမယ်ဆိုတာကိုအသာတိပါရင်ဒါကြောင့်သူမကိုထားခဲ့ဖို့မဖြစ်နိုင်ပါဘူးသူဟာလူသိမ့်မသွားတဲ့ကိုရောင်တစ်ခုအထဲမှာတာမီနေရောက်ကိုဝက်ထားလိုက်ပါရင်သူရဲ့အလုံးရှင်ကလုပ်ငန်းစဉ်နှစ်ပတ်ဘလောက်ထိရောက်နေပြီလဲလို့လာရောက်စစ်စစ်တော့အာသာကလည်းလိန်ပြောလိုက်ပါရင် ြဝေကို agency စီပေးပြီးပါပြီလို့လည်းပြောပါရင်းဒါကသူ့ရဲ့ဘဝမှာပထမဆုံးလိမ်ပြောဖူတာပါဒါပေမဲ့သူမှန်ကန်တဲ့အရာကိုလုပ်တယ်လို့ခံစားရပါရင်းအဲ့ဒီနောက်ပိုင်းဂျီရင်ရဲ့အိမ်မှာစောင့်ချုံထားတဲ့မာတာကတကယ်ဖြစ်ပျက်ခဲ့တဲ့အရာဝေကိုပြောပြပါရင်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့သူမစီမား Triber နဲ့ Olivia ဆိုတဲ့ကလေးနှစ်ယောက်ရှိခဲ့ပါရင်းသူတို့ကကြီးလာပြန်နောက်ပိုင်းလောဘကြီးလာခဲ့ပြီးကို့အကျိုးကိုပဲကြီးတတ်တဲ့လူတွေဖြစ်လာပါရင်းသူမတိဆောက်ခဲ့တဲ့အရာအလုံး သူမရဲ့ store ဆိုင်သူမရဲ့လုပ်ငန်းအဲ့ဒီအရာတွေကိုသူတို့ကသူတို့ပိုင်ဆိုင်တယ်လို့ပဲသဘောထားကြပါတယ်။တန်ချိန်ချိန်မှာသူတို့ကပိုက်ဆံမဲ့လူရှင်တယ်ဆိုတဲ့အချက်ကိုမဖုံးကွယ်တော့ပါဘူး။သူတို့ဟာသူမကိုအရှက်ခွဲပြီးတော့တောင်းဆိုပါတယ်၊ပိုက်ဆံယူပါတယ်၊ချင်းချောက်ပါတယ်။တနေ့မှာသူတို့ကအားလျက်သွားဖို့အကြံပြုပါတယ်။မာတာကလည်းဝမ်းတာအားရဖြစ်သွားခဲ့ပါတယ်။ဒါကပို့ပြီးတော့ယင်းနီလာဖို့အခွင့်အရေးတစ်ခုလို့သူမထင်ထားခဲ့တာပါ။ဒါပေမဲ့နောက်မနေ့မှာဆိုရင်ကလေးတွေကသူမကိုထားခဲ့ပြီးတော့ပြန်တန်းသွားကြတာကိုသူမတွေ့လေရပါတယ် တို့ဟာတမကွန်အိမ်ထဲမှာတော့ခတ်ထားခဲ့ပြီးစားသောင်ခြံထားခဲ့ပါရီမိမိကအသက်ကြီးလို့မှလည်းကျွန်တော်တို့နောက်မှပဲလာခဲ့မယ်အနားယူလိုက်ပါအောင်ဆိုပြီးရေးသားထားတာပါတမဘာမှမစားခဲ့မတောက်ခဲ့ပါဘူးအဲ့ဒီနေ့မှာအစားအသောက်အတွက်အပြင်ထွက်တော့ကားတိုင်ယာပေါက်သွားခဲ့ပါရီအဲ့ဒီအချိန်မှာတမကကြည်တင်းဆွဲရှင်းနေအရွယ်ကောင်းလေးနဲ့တွေ့ဆုံခဲ့ပါရီသူ့အကူညီဖို့အတွက်ကမ်းလှမ်းပြီးတော့သူတို့နဲ့အတူတာယာလဲခဲ့ပါရီမာတာကသူ့ကိုအချိုးကြီးချွေးပြီးနောက်တော့တမရဲ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါရီ သူကအင်ယာမဲ့ဖြစ်နေခဲ့ပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာစိတ်မှန်တဲ့စိတ်ထားပြီးရှိတယ်ဆိုတာကိုတွေ့ရပါတယ်။သူ့မရဲ့ဘဝမှာဆိုရင်လက်ဟနေတဲ့နေရာကိုဖြည့်ဆည်းပေးမဲ့လူဟာသူ့ပဲဖြစ်လာခဲ့ပါတယ်။မာတာကခြေရင်းကိုမွေးစားလိုက်တော့ပါပြီးတော့အချင်းအတော်ကြာပြီးမှပထမဆုံးအချိန်ပျော်ရွှင်မှုကိုသူ့မကခံစားလာရပါတယ်။ခြေရင်းဟာကျဉ်းနာတတ်ပြီးတော့ပါတယ်။တင်းယူလိုစိတ်နဲ့အကူကြီးလိုစိတ်ပြေးဝတဲ့လူအဖြစ်ကြီးပြင်းလာခဲ့တော့ပါသူကသူ့မရဲ့တကယ့်သားအရင်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အသက်၁၈နှစ်ပြည့်တော့သူ့မရဲ့စတိုးဆိုင်မှာအလုပ်တောင်းပါတယ်။ မာတာကလည်းသဘောတူခဲ့ပါရင်သူအတော်ဝင်ယူတတ်ပြီးယူတာကအရေးရှင်ရှိပါရင်ထရီဘာနဲ့အိုလီဗီယာတို့နဲ့မတူပဲသူတို့ကပိုက်ဆံသုံးပြီးတော့ပြဿနာတွေပဲရှာတတ်တာပါသူတို့ဟာသူတို့ရဲ့အာနာဝီညော့နေသွားတယ်လို့ခံစားခဲ့ပါရင်ဒီလိုနဲ့ခြေတင်အသက်ဆက်ရှင်နေမှာပြည့်ခင်တနည်းအလို့မှာမာတာဟာသူတို့အတွက်အတော်ကလေးအဆင်မပြေဖြစ်လာခဲ့ပါရင်အဲ့ဒီနောက်ထရီဘာကသူမရဲ့အစားအစာအထက်မှာအစိတ်ခတ်လိုက်တာကြောင့်သူမကတတိလစ်တော်ခဲ့တော့ပါ ပြီးတော့ Olivia နဲ့ Trevor တို့ကဇေယုံမှာသူမရဲ့ဆက်ကိုပိတ်လိုက်ကြပါရီနောက်ပိုင်းမှာဆိုတော့ဒါဟာသူမရဲ့စန္ဒအတိုင်းပဲဆိုပြီးလူအိုင်းကိုသူတို့ကပြောခဲ့ကြပါရီသူတို့ဟာအထောက်အထားဝင်မကြံစီဖို့အတွက်လဲရုပ်အလောင်းကိုမိတကြို့ဖို့ဆုံးဖြတ်ခဲ့ကြတာပါဒါပေမဲ့ Jaden ကအရာအလုံးကိုနားလည်ပြီးတော့စာတဆောင်ခိုးတွင်းနိုင်ခဲ့ပါရီအဲ့ဒါဟာသူမရဲ့အသက်ကိုကယ်တင်ခဲ့တဲ့စက္ကလုံတွေပဲဖြစ်ပါရီအာတာကတော့မျက်လုံးပြူးပြီးဒီအကြောင်းအရာကိုနားထောင်နေခဲ့ပါရီသူဟာမာတာနဲ့ Jaden ကိုထွက်ပြေးလွတ်မြောက်အောင်ကူညီခဲ့ပါရီ အဲ့ဒီနောက်ပိုင်းသူကသူရဲ့မဟာမိတ်ဖြစ်လာခဲ့ပါပြီးတိစားဖောက်တွေဖြစ်တဲ့ Triber နဲ့ Olivia တို့ရဲ့အိမ်မှာလိုအပ်ကင်မရာဝေးတပ်ဆင်ဖို့အတွက်လည်းအာသာကကူညီပေးခဲ့ပါပြီးဖဲမှာတော့ Triber နဲ့ Olivia တို့ဟာမာတာတရားဆုံးသွားပြီလို့ထင်ပြီးတော့သူမရဲ့လုပ်ငန်းကိုလေဝါကြီးအုပ်ဖို့အတွက်တရားဝင်ကြေညာမဲ့နေ့ရောက်လာခဲ့ပြီးတော့အခန်းထဲမှာလူအပြည့်စုဝေးလိုက်ကြပါပြီသူတို့ကတကယ်အုပ်စိုးသူ့ရဲ့လူမျိုးမိခွန်းတွေပြောနေကြပေမဲ့ရုတ်တရက်တစ်ခါပွင့်လာခဲ့ပြီးတော့ခြေတင်ဝင်လာခဲ့ပါပြီ အရေးရရှိယုံကြည်မှုအပြည့်နဲ့ဆွေးဆောင်မှုရှိတဲ့ခြေတွေမှာမင်းတို့အခုကစပြီးဘာတစ်ခုမှမပိုင်တော့ဘူးလို့သူကပြောလိုက်ပါရင်ဘာကြောင့်လဲတည်တလားလို့သူကဆက်မေးပါရင်ဘာကြောင့်လဲဆိုတော့ငါ့ရဲ့အမိကအသက်ရှင်နေသေးတယ်ဆိုပြီးသူကပြောလိုက်တဲ့အတွက်အားလုံးဟာတိတ်ဆိတ်သွားခဲ့ကြပါရင်အဲ့ဒီတိတ်ဆိတ်မှုအထက်မှာခြေတင်ကဖန်တာပြင်ကိုဖွင့်ပြလိုက်ပါရင်အဲ့ဒီအထက်မှာဆိုရင် Triba နဲ့ Olivia တို့ကသူရဲ့အမိကိုဘယ်လိုမျိုးအစိတ်ခတ်ခဲ့တယ်လဲဆိုတာနဲ့ ခြေတင်ကိုဘယ်လိုမျိုးဖယ်ရှားပြရမှာလဲဆိုဝီကိုရှင်းရှင်းလင်းပြောနေတာဝီတွေ့လေရပါတယ်အဲ့ဒီခြေတင်ဆွဲကောင်းလေးကလည်းမာတာတည်သွားရင်တော့သူမရဲ့အနောက်ကိုလိုက်သွားရမှာပဲဆိုပြီးအိုလီဗီယာကအတန်ဖန်းထားတဲ့မှတ်တမ်းထဲမှာပြောနေခဲ့ပါတယ်ခမ်းမထဲမှာရှိတဲ့လူတွေကတော့ထိတ်လန့်သွားကုန်ပါတယ်စက္ကန့်ပိုင်းကြာမှာပဲမာတာဝင်လာခဲ့ပါပြီစပင်တွေကငွေအောင်တန်းနေခဲ့ပြီးတော့ဝမ်းနဲ့နေပြီးမဲ့ဆုံးဖြတ်ချက်အပြည့်နေပါအိုလီဗီယာကမျက်နှာဝီပြန်နှံသွားခဲ့ပြီးထရီဘာကတော့ခြေထောက်တွေတုံနေခဲ့ပါပြီ နင်တို့ကဘလို့ဖြစ်ပြီးလုံရရတာလဲလို့တူမကမေးလိုက်ပါရင်ငါကနင်တို့ကိုပြုစုပြောထောင်ခဲ့တာပါညနေတကောင်မအိပ်ပဲနဲ့ငါသွေးငါချွေးနဲ့လှုပ်ကြွေးခဲ့တာပါနင်တို့ကရောငါကိုအခုလိုမျိုးလုံရလိမ့်မယ်လို့ငါပဲတုံးကမှမထင်ထားခဲ့ဘူးလို့တူမကပြောပါရင်အဲ့ဒီအချိန်ရဲဝေကအနားမှာရောက်နေခဲ့ပါပြီသူတို့ရဲ့အော်ဟစ်ငိုရိုတောင်းပန်ချက်တွေကြားထဲကနေပဲရဲဝေကဖမ်းဆီးခေါ်ဆောင်သွားလိုက်ကြပါရင် နှစ်ပေါင်းများစွာကုံစုံလာပြီးတဲ့နောက်ခြေတင်တရားအရွယ်ရောက်လာခဲ့ပြီးမိသားစုဘဝကိုတည်ထောင်ခဲ့ပါရီမာတာကအသက်96နှစ်အထိနေထိုင်ခဲ့ပါရီသူမရဲ့အချိန်တန်တော့ခြေတင်ဟာသူမကိုသူတို့နှစ်ယောက်ပထမဆုံးတွေ့ဆုံခဲ့တဲ့ဥယျာဉ်ထဲကတစ်ပြင်အောက်မှာမြုပ်နှံပေးခဲ့ပါရီကြည့်ရှုပြပြိတ္တများအလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ